တာလီဇော့ပါဒီကနေ့မက်လ9ရက်နေ့နရင်စရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမတင်ဆောင်တွေကတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ကြောက်ဖြူဒညာဝတီရေတက်ဌာနချုပ်အနီကတိုက်ပွဲကြမှာပိတ်မိနေတဲ့ရော်သားတွေကိုအေကကေထုတ်ပေးခဲ့တဲ့တည်စစ်တွေမင်းကန်ကအမျိုးသားတယောက်ရဲ့ကိုပေါ်မှာအေတစိမ့်နဲ့အာရကန်တက်တူးထိုးထားတာတွေ့လို့စစ်ကောင်စီကဖမ်းဆီးတပ်ဖြတ်ပြီးတော့ အလောင်းကိုနေရင်ကိုလာပို့ခဲ့တဲ့တဲ့နဲ့မောင်တော်မျိုးပေါ်ကစစ်ကောင်စီနဲ့ပူးပေါင်းပြီးစီးပွားရေးလုပ်ကင်ခဲ့တဲ့ခရိုနီတွေရဲ့နေအိမ်တွေနဲ့ယုံတချို့ကိုအေအေကကြိတ်ပိုက်လိုက်ပြီးဆိုတဲ့တဲ့အပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တညဝတီရေတပ်ဌာနချုပ်အနီးဖြစ်ပေါ်နေတဲ့တိုက်ပွဲအတွင်းမှာပိတ်မိနေတဲ့ရော့သားတွေကိုအာရခတပ်တော်အေကတိုက်ပွဲကြားကနေကေထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။ ကြောက်ဖြူမျိုးနဲ့တိပိုးတောင်တိုက်နေကဒညဝတီရေတက်ဌာနချုပ်အနီနာကကြေးရွာဖြစ်တဲ့စီမော်ကြေးရွာနဲ့စီမော်ကုန်းမှာမနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပါတယ်တိုက်ပွဲကြားကနေအေကစီမော်ရွာတွင်းမှာပိတ်မိနေတဲ့ဒေသခံတွေကိုဘေးကင်းရာကိုခေထုံနိုင်ခဲ့တယ်လို့ဒေသခံစီရေးတည်ရင်မြစ်တယောက်ကနရင်စရာတည်ရင်ဌာနကိုပြောပါရယ်။ဒညဝတီရေတပ်ဌာနချုပ်နဲ့ကလေးတီရှိတဲ့ကြေးရွာတွေကဒေသခံတချို့မှာတော့ပိတ်မိနေသေးတယ်လို့တောက်ဖြူဒေသခံတယောက်ကနရင်စရာကိုပြောပါရယ်။ ပိမိနေတဲ့ယောသားတွေကိုအေကဆက်လက်ပြထုတ်ဖို့ကြိုးစားနေတယ်လို့ဆိုပါရယ်တိပုတ်တောင်တိုင်နယ်ရေတပ်ဌာနချုပ်အနီးကဦးခင်ကတ်တပြေပြားဒေစားတဲ့ကြီးရွာတွေအပါအဝင်ဂုံးချိန်တိုင်နယ်ကတောင်းတန်းချီတဲ့ဒေသခံတွေဟာတိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတယ်လို့သိရပါရယ်ရှင်ရခိုင်ပြည်စစ်တွေမြို့နယ်မင်းကန်ရက်ကွက်ကရခိုင်အမျိုးသားတယောက်ကိုစစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်ပြီးနောက်အရခတတ်တော်အေအေတစိမ့်နဲ့ အာရကန်အမတ်သားတွေကိုတတူးထိုးထားတယ်လို့ဆိုပြီးတက်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။အသက်ခံရသူကတော့ဥမာမောင်သိန်းအသက်55နှစ်အရွယ်ဖြစ်ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့ကစစ်ကောင်စီနဲ့လက်ပါစစ်အပေါင်းအပါ20လောက်ပါတဲ့အဖွဲ့ဟာဥမာမောင်သိန်းနေထိုင်တဲ့မင်းငယ်အမှုထမ်းရက်ကွက်ကနေအိမ်ကိုဝင်ရောက်ပြီးတော့ဒက်စကဌာနချုပ်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ဖန်စစ်ခံရပြီး၃ရက်အကြာမှာတော့မက်လာနီယန်နေကတည်ဆုံးနေတဲ့ ဥမာမောင်သိရဲ့ရော်လောင်းကိုနေကိုလာရောက်ပို့ဆောင်သွားတယ်လို့နေဆက်သူတယောက်ကနရင်စရာကိုပြောပါတယ်။သူအသက်ခံရတဲ့အကြောင်းရင်းကတော့အာရခတက်တော်အေးရဲ့အမတ်တစိမ့်နဲ့သက်ဆိုင်တဲ့တက်တူးတွေထိုးထားတာကြောင့်အေးအေးနဲ့ဆက်ဆက်တဲ့တန်တရားနဲ့ဖန်ဆီးနေဆက်ပြီးတက်ပြေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။စစ်တပ်မြို့မှာဖန်ဆီးခံရသူတွေကိုစစ်ကောင်စီကရဲစခန်းအပြင်ထောင်းတောက်ကစားစရဖာယုံစာသုံးလုံးယုံစာတဲ့နေရာတွေမှာ လူစုခွဲကထားလေးရှိပြီးတော့ နှိမ့်ပန်းဖန်ဆီးနှိမ့်ဆက်နေတယ်လို့စစ်တပ်နဲ့နှိမ့်ဆက်သူတွေကပြောပါရယ်။လက်ရှိစစ်ကောင်စီဟာစစ်တွေမြို့မှာလုံခြုံရေးကိုအထူးတင်းကျပ်ထားပြီးတော့ပြည်သူတွေကိုဖန်ဆီးစစ်ဆေးတာဖန်ဆီးခေါ်ဆောင်သွားတာငွေညစ်တာတွေလမ်းတော်လမ်းလာတွေကိုစောင့်ကြည့်တာတွေလူသက်တာတွေစားတဲ့စစ်ရသွေးမှုတွေကိုပေါ်ပေါ်ထင်ထင်ပြုလုပ်နေတယ်လို့သိရပါရယ်ရှင်။အာရခတတော်အေကရခိုင်ပြည်အနောက်ဘက်နေဆန်မောင်တော်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီနဲ့အတူစီးပွားရေးလုပ်ကင်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်ခရိုနီတွေရဲ့နေအိမ်တချို့နဲ့ အစိုးရရုံးတွေကိုချိန်ပိတ်ခဲ့တယ်လို့သတင်းရရှိပါရယ်။အဲ့ဒီလိုချိန်ပိတ်ရမှာမွတ်စလွန်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်တွေသာမကရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်နဲ့အရေးကြီးတဲ့အစိုးရရုံးတွေလည်းပါဝင်တယ်လို့မောင်တော်ဒေတာခန့်တယောက်ကနရင်းစရာကိုပြောပါရယ်။အာရခတက်တော်ချိန်ပိတ်လိုက်တဲ့နေအိမ်တွေအထင်မှာစစ်ကောင်စီနဲ့ပတ်သက်တဲ့ခရိုနီနေအိမ်တွေအပြင်အာစာအကြံဖတ်သမားတွေနဲ့ပတ်သက်နေတဲ့နေအိမ်တွေပါဝင်တယ်လို့ဒေတာခန့်မွတ်စလင်လူကြီးတယောက်ကနရင်းစရာကိုပြောပါရယ်။ အာရခတက်တော်အေးချိတ်ပိတ်ထားတဲ့နေရင်တွေရုံအောင်တွေမှာအာရခပြည်သူတော်လှန်ရေးအစိုးရပါအစအဦးမကျူးကျော်ရလို့ရေးသားထားတဲ့ဗီနိုင်းတွေကထားရဲလို့ဒေသခံတွေကပြောပါရယ်လက်ရှိမောင်တော်မျိုးမှာအာရခတက်တော်အေးချိတ်ပိတ်တင်းစေထားတဲ့ရခိုင်နဲ့မွတ်စလင်နေ3စေကျော်နဲ့စစ်ကောင်စီယုံ3စေကျော်လောက်ရှိတယ်လို့သိရပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင် ်ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့မင်းအွန်လိုင်းကရုရှားသမ္မတပူတင်ကိုဘရင်အဖြစ်ချီကျူးပြီးတော့ရုရှားကယူကရိန်းအားကျူးကျော်မှုကို ထောက်ခံတယ်လို့ပြောကြားလိုက်ပါတယ်ရွေးကောက်ခံအစိုးရကိုဖြုတ်ချခဲ့တဲ့စစ်ကောင်းဆောင်မင်းအွန်လိုင်းကရုရှားသမ္မတပူတင်ကိုဘရင်အဖြစ်ချီကျူးကရုရှားကယူကရိန်းအားကျူးကျော်မှုကိုထောက်ခံကြောက်ပြောကြားခဲ့တယ်လို့မော်စကိုတိုင်းသတင်းဌာနကဖော်ပြပါတယ် ရုရှားနိုင်ငံဟာယူကရိန်းမှာမကြခင်အောင်ပွဲခံနိုင်မယ်လို့ယုံကြည်ကြောင်းနဲ့မြန်မာနိုင်ငံဟာရုရှားရဲ့စစ်ဖက်ဆိုင်ရာစစ်ပစ္စည်းကရိယာတွေကိုတံဖိုးထားတယ်လို့မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတမတဗလာဒီမာပူတင်နဲ့ခရမလင်နန်းတော်မှာမက်လ၄ရက်နေ့တွေ့ဆုံစဉ်အတွင်းမှာပြောကြားခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကရုရှားတမတပူတင်ကိုခမည်းရဲ့ခိုင်မာပြီးပြသလာတဲ့ဥဆောင်မှုအောက်မှာအောင်ပွဲကခမည်းတော်ပဲဖြစ်ရမှာလို့ကျွန်တော်ယုံကြည်တယ်လို့ပြောကြားခဲ့ပါရယ်။ ရုရှားသမ္မတပူတင်ကလည်းမြန်မာနိုင်ငံနဲ့ရုရှားရဲ့တိုးလာတဲ့ဆက်ဆံရေးကိုချီးကျူးဂုဏ်ပြုကြောင်းကိုပြောခဲ့တယ်လို့ဆိုပါတယ်2022ခုနှစ်အာဏာသိမ်းယူခဲ့တဲ့အချိန်ကနေစလို့လက်နက်ကင်တော်လှန်ရေးတွေကိုဖိနှိပ်ဖို့ရုန်းကန်နေရတဲ့မြန်မာစစ်တပ်အတွက်ရုရှားဟာအရေးကြီးတဲ့လက်နက်ထောက်ပံ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ရုရှားနဲ့မြန်မာနိုင်ငံနဲ့နိုင်ငံစလုံးဟာအနောက်နိုင်ငံရဲ့ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေကိုခံနေရတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ EU ကထောက်ပံ့ပေးမဲ့ယူရို86သန်းအထိမှာမြန်မာစစ်ပေးဒုက္ခသည်တွေအတွက်ယူရို33သန်းပါဝင်တယ်လို့သိရပါတယ်။ EU အနေနဲ့တောင်အာရှနဲ့အရှေ့တောင်အာရှဒေသတွေကအကျယ်တေးတွေကြောင့်ထိခိုက်ခံစားနေကြရတဲ့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖြည့်ရှင်ပေးနိုင်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် Euro 86တန်းကို ထောက်ပံ့ကူညီဖို့အတွက်မတ်လ3ရက်နေ့ကဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ် ဲ့ဒီလိုဆုံးဖြတ်ရမှာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့်ဒုက္ခရောက်နေရတဲ့ပြည်သူတွေအတွက်ကူညီဖို့အတွက်ယူရို33သန်းပါဝင်တယ်လို့ EU ကထုတ်ပြန်ကြေညာခဲ့တာပါဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်တွေအတွက်ယူရို33သန်းကြံဒေတာအတွင်းမှာရှိတဲ့အနီးအနားနိုင်ငံတွေကဒုက္ခသည်တွေနဲ့သဘောဘီယန်တွေအတွက်ပြင်ဆင်ချက်တွေအတွက်ယူရို30.8တန်းကိုထောက်ပံ့သွားမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ အခုနှစ်အတွက်မြန်မာနိုင်ငံကိုပေးအပ်ဖို့သတ်မှတ်ပေးထားတဲ့ယူရိုတန်း33တန်းကိုစားနပ်ရိက္ခာနဲ့အရေးပေါ်အာဟာရဆိုင်ရာအကူအညီတွေရွှေ့ပြောင်းနေထိုင်သူတွေအတွက်အကူအညီတွေကျန်းမာရေးပညာရေးအပါအဝင်သဘောဘီအန်ဒီတွေအတွက်ပါဝင်ပါတယ်။ EU ကထုတ်ပြန်ခဲ့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအတွက်ထောက်ပံ့ကူညီပေးမဲ့ယူရို86တန်းကိုအပြည့်ပြည့်ဆိုင်ရာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ကုလသမဂ္ဂအေဂျင်စီတွေလိုမိဖက်အဖွဲ့အစည်းတွေကနေတဆင့်ပေးအပ်သွားမှာဖြစ်တယ်လို့ EU ရဲ့ထုတ်ပြန်ချက်အရသိရပါရရှင်။နရင်းစရာရခိုင်တင်းဌာနကနေစဉ်တင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလေးထူးခြားတဲ့တင်းဒီကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်နေတဲ့တင်းဒီကို www.ranger.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ားလုံးကျန်းမာရွှင်လန်းကြပါစေရှင်